ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကကျမအိနဲ့ညီညွတ်ပြီးရောအာဟာရလေးရှိတဲ့ဟင်းလေးတစ်ခွက်ချက်စားဖြစ်ပါရရှင်အဲ့ဒါကတော့ကျမတို့ချက်သားနဲ့ငရုပ်ပေါက်လေးဖြစ်ပါရရှင်ဒီဟင်းလေးရပါတော့ချက်ရတာလဲလေကူတာဖြစ်လို့ကျမတို့လိုက်ချက်စားကြည့်ပါနော်အရင်ဆုံးသူ့အတွက်လိုအပ်တာတွေကတော့ငရုပ်ပေါက်သီးရဲ့ကျမတို့ရွှေပဲသီးခေါ်မလားမသိဘူးနော်စားလို့ရအောင်လေကျမတို့ရွှေပဲသီးလို့ခေါ်လိုက်တာပဲသူပြီးရင်ကျမတို့ချက်တော်မိတ် ဲ့ဒါလေးပဲလိုအပ်ပါတယ်ရှင်အသီးရောကတော့ကိုစိုက်နေတတ်တယ်လို့ထဲလို့ရတယ်ပေါ့နော်ပြီးရင်ကြက်သားလေးတွေအနေတော်လေးတွေတုံးပါမယ်ရှင်ကျသားကတော့ကျမကအရင်ပုံပဲဝယ်ထားတာပေါ့နော်။ဒါပေမဲ့ဒီထဲမှာအယူလေးတွေပါလာတယ်။အဲ့ဒါလေးကိုတိကျဖေးပြီးတော့ကျမကြော်ခဲ့ပါတယ်ပေါ့နော်။ပြီးရင်သူ့ထဲကိုအရသာဆက်ပါမယ်ရှင်။ စသားလေးကိုအရသာဆက်ဖို့ရတဲ့ခယူးစီငံပြားရင်နှင်းငယ်ပြီးရင်ပဲငံပြားကြီးအကျဲနောက်တစ်ခုကတော့စသားမုံအားလုံးကိုတမအောင်နေပြီးရင်ကျမတို့နောက်ဆုံးမှာငရုတ်ကောင်းလေးနည်းနည်းထည့်လိုက်ပါရရှင်။ဘုံကိုတမအောင်နေပြီးရင်15မိနစ်မိနစ်20လောက်ခဏလောက်နှက်ပေးထားလိုက်ပါရရှင်။နောက်ဆုံးမှာပြောင်းကော်မုံလေးနည်းထည့်လိုက်ပါရရှင်။ပြီးမှအားလုံးကိုတမအောင်နေပေးပါမယ်ရှင်။ နေပေးတာနဲ့ကျမတို့ခဏလောက်နှက်ထားပေးပါမယ်။နှက်ထားတဲ့အချိန်မှာလည်းအသီးရွယ်နှီးမယ်ပေါ့နော်။အရင်ဆုံးကျမတို့ငရုတ်ပွားသီးလေးကိုနှီးမှာပဲပေါ့နော်။ငရုတ်ပွားသီးကိုတော့ကျမကជីជីနှီးပဲနှီးလိုက်ပါရရှင်။ငရုတ်ပွားသီးနှီးပြီးရင်ကျမတို့ဘူစားပဲသီးတွေပြီးရင်ခါချက်ဥထဲမယ်ပြီးရွှေပဲသေးပါတော့အဲ့ဒါလေးကိုလည်းတခါတည်းတီးထားမယ်ပါတော့ အသီးအရွက်တွေအလုံးနှိပ်ပြတာနဲ့ကျမစပြီးတော့ကြုံမယ်ပေါ့နော်အခုဆိုရင်တော့ CO စတင်မယ်ပေါ့နော် CO စတင်ပြရနဲ့စက်သားထည့်ပါမယ်ပေါ့နော်စက်သားကိုတော့အရင်ဆုံးကြော်ပြလိုက်ပါရှင် စစ်သားလေးတွေကြော်ပြတာနဲ့အသီးရွက်တွေကိုစတယ်ပဲပေါ့နော်အသီးရွက်ထဲတဲ့နေရာမှာတော့ကျမကပူစားပေးသီးကိုတော့အရင်ဆုံးထည့်မယ်ပေါ့နော်သူကချက်တဲ့နေရာမှာနည်းနည်းကြော်တာနည်းနည်းကြာတတ်တယ်ပေါ့နော်ဒါကြောင့်သူအရင်ဆုံးထည့်ရပြီးရင်ငရုတ်သီးတွေရှေပဲသီးတွေစပြီးတော့ထည့်ပါမယ်ပေါ့နော်သူတို့အားလုံးကိုထည့်ပြရနဲ့အားလုံးကိုတမအောင်မှုန်မယ်ပေါ့နော်။ဒါဆိုရင်ကျမတို့အသည့်ရွက်တွေချက်ပြီးဆိုရနဲ့အရသာအကိုက်မကိုက်မြည်ကြည့်လို့ရှိရင်အနေထား ရပြီဆိုရင်မိမိကြံနေတဲ့အနေထားရပြီဆိုရင်ချလို့ရပြီပေါ့နော်အခုဆိုရင်တော့ကျမတို့အရသာအရင်ရှိရင်ဟင်းလေးတစ်ခွက်ရပါပြီရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိတည်ရှိပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲ bye bye see you နောက်ထပ်ဗီဒီယိုတွေမှာဆုံးကြမယ်နော်